င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်မ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ရန်ကုန်မြို့ကမြို့နယ်တချို့မှာတက်ခိုင်ရေးပါတီရဲ့မဲဆွယ်ဆိုင်ပုတ်တွေဖျက်ခံရတာမဖြစ်ရအောင်ဘေးရွယ်မောင်းသူနဲ့သတင်းပေးတချို့ကိုအလှည့်ကျဆောင်ကြည့်ဖို့စေခိုင်းထားတာမျိုးတွေရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။စစ်အုပ်စုကလုံးမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတွေကမဲဆွယ်ဆိုင်ပုတ်တွေစိုက်ထူလာကြသလိုအဲ့ဒီဆိုင်ပုတ်တွေဖျက်ဆီးခံရတာတွေလည်းရှိလာတဲ့အတွက်ဖျက်ဆီးခံရတာအများဆုံးကြုံတွေ့နေရတဲ့တက်ခိုင်ရေးပါတီကရက်ကျေအုပ်ချုပ်ရေးမှုယုံတွေကတဆင့်ဆောင်ကြည့်ခိုင်းတာတွေလုပ်နေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုလှုပ်ဆောင်မှုကိုတီးခြားညွှန်ကြားချက်နဲ့စေခိုင်းတာမဟုတ်ပဲရက်ွက်ယုံတွေကအစဉ်ပြေရလက်သင့်ရတာဝန်ပေးတဲ့ပုံစံမျိုးဖြစ်တယ်လို့လည်းရက်ွက်ယုံနဲ့နှိဆက်သူတယောက်ကပြောပါတယ်စကောင်စီကရွေးကောက်ပွဲမဲဆွဲကာလမတန်ခင်ကတည်းကဘေးရွယ်မောင်းသူနဲ့ဥပဒေနဲ့မလုတ်ကင်းတဲ့လုပ်ငန်းလုပ်နေသူတွေကိုလိုအပ်တဲ့နေရာတွေမှာအသုံးချနိုင်အောင် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေမှလက်သက်မွေးနိုင်ဖို့လမ်းဖွင့်ပေးထားခဲ့တာရှိပါတယ် အဲ့ဒီနောက်ဘေးရွယ်မောင်းသူတွေကိုပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်မှ အဖမ်းဆီးမခံရစေပဲဆက်လုပ်ခွင့်ပေးမယ်လို့အကြက်ကင်ပြီးအဖွဲ့ဝင်နံပါတ်တွေထုတ်ပေးခဲ့သလိုလုံခြုံရေးပိုင်းနဲ့ညပိုင်းကင်းလှည့်တာအဲ့စဉ်စစ်တာတွေမှအလှည့်ကျလိုက်ခိုင်းတာမျိုးရှိခဲ့ကအခုစစ်အုပ်စုရဲ့ကြောထောက်နောက်ခံပါတီအတွက်ပါအသုံးချလာတာဖြစ်ပါတယ်ရှင်။ မိုးကုတ်ကိုစစ်တပ်ကလေကြောင်းတက်ခတ်မှုတွေပြုလုပ်လာမှာကိုဆွေးနွေကြောင်းဒေသခံတွေအနေနဲ့ယာယီနေရဆုံခွာမှုတွေရှည်လို့ဒေသခံတွေရဲ့ပြောပြချက်အရာသိရပါတယ်စစ်တပ်နဲ့ TNL တို့အပြစ်ခတ်ရစရေးလက်မှတ်ထိုးထားပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ကြန့်ရှိနေအောင်မှဖြစ်တဲ့အတွက်အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်စစ်တပ်ကအချိန်မရွေးလေကြောင်းတက်ခတ်မှုတွေပြုလုပ်နိုင်တာကြောင့်မန္တလေးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုဒေသခံတွေဟာရွှေ့ပြောင်းနေကြတာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီလိုရွှေ့ပြောင်းသူတွေများလာတာကြောင့်ရင်းစည်းကားတွေကလည်းငွေကျပ်6သိန်းကနေ8သိန်းကျပ်ဝန်းကျင်ထိမြင့်တက်လာတယ်လို့သိရပါတယ်။နိုဝင်ဘာလ6ရက်နေ့ကလည်းမိုးကုတ်မှာဆရာနာရှင်စနစ်ကိုအလိုမရှိကြောင်းနဲ့မိုးကုတ်မြို့ထဲကိုကြမ်းဖက်စစ်အုပ်စုတွေပြန်ဝင်ရောက်လာမှာကိုလောကလက်မခံနိုင်ကြောင်းကိုဖော်ထုတ်ပြသတဲ့အနေနဲ့မိုးကုတ်မြို့မှာမြို့လုံးကျွတ်တံမုတ်တီဆနာပြနေကြတာတွေရှိတယ်လို့ GSCB ကထုတ်ပြန်ထားပါတယ်ရှင်။ အကယ်ဒမီမင်းမောက်ကွန်ဦးဆောင်ပါဝင်ပြီးဒါရိုက်တာကိုပေါရိုက်ကူထားတဲ့ပြုံပြုံလေးနေဦးတွန်လှရေးရုပ်ရှင်ဇာတ်ကားကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာပြသခဲ့ပါတယ်။မောင်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့ကျွန်တော်တို့မဲဆောက်မြို့မှာတခင်းနဲ့ကြည်လာရတီရှူအားပေးလာကြတယ်။ဒေါ်လန်မီသားစုတွေဒါဆရာတို့ဖရားကြီးကိုလည်းဥထိတ်ထားပါရနော်။ဒီရုပ်ရှင်ကယူလာရောက်ချင်းမြင့်နေတဲ့အတွက်ဥထိတ်ထားပါရခင်ဗျာ။ဟုတ်ကဲ့ပါ။ပြုံပြုံလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ဒီကနေ့ပြတာတဲ့အခါလက်မှတ်တစ်စောင်ဘတ်300နှုံးနဲ့ပိဋကတ်900ကျော်ယုံပြည့်အားပေးခဲ့ကြပါတယ်။ဒီစကားတကားလုံးကအခုလက်ရှိပေါ်တော့မြန်မာနိုင်ငံရဲ့နိုင်ငံအခင်းချင်းတစ်ခုလုံးပြတာဖြစ်တယ်။နောက်20အဲနောက်20မတိုင်ခင်ကိုဗစ်အဲအာဏာသိမ်းရင်မတိုင်ခင်ကစပြီးတော့ဒီတော်လိုင်းကာလတစ်လျှောက်လုံးမှာကြီးခဲ့။မြန်မာပြည်သူတွေခံစားနေရတဲ့ကြုံတွေ့နေရတဲ့အရာတွေအားလုံးပြတ်တတာဖြစ်တယ်။အဲ့တော့ဒီကားကိုကြည့်ပြနေတော့ဗျမပြည်သူတွေကကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့ အရာတွေအားလုံးကိုမြင်တွေ့ခံစားရမယ်အဲ့အတွက်ကြောင့်မလို့ဒီကတကယ်ပဲဟိုမြန်မာပြည်သူတွေအတွက်အကျိုးရှိတဲ့ခန္ဓာကားလို့ပြောလို့ရတယ် We are there တော်တာလေးကိုရှော့စိတ်ကိုကြည်ကြည်လေးကပြုတ်ပြုတ်လေးဟုတ်ကဲ့ဒီပြုံးပြုံးလေးရုပ်ရှင်ကမှာပေါ့နော် အာကျွန်မကဒီကိုကျော်ရဲ့အမနေရပေါ့နော်တရုတ်ဆောင်ခဲ့ရပေါ့ဒါပေမဲ့ဇိုင်းခန့်လေးရတော့အများကြီးမဟုတ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုလုံနိုင်တဲ့ဖက်မှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီဒီကားကတကယ်ရကြတော့ဒီတော်လိုင်းကားဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကလည်းဒီကားမှာ ဒီကိုတက်နိုင်တဲ့အင်အားလေးနဲ့အထုံခုံဆိုင်လေးတွေရိုက်ပေးထားတာကိုဘောနောပြည်သူတွေချားပြတဲ့ကားဖြစ်ပါတယ်ဒါညီမအနေနဲ့ကတော့ဂုံယူတာပေါ့နော်ကိုကရိုင်ကလည်းစီရီယံတယောက်ဖြစ်တာအတွက်ဒီလိုမျိုးကားမျိုးကိုရိုက်ရတယ်ကိုရဲ့အင်အားလေးနဲ့ဒါတိုင်းပြည်တွေ့တော့တဲ့နေရာကနေပြီးတော့ဖန်ွယ်လေးရှာပေးရတဲ့အတွက်မှာအဲ့ဒီမှာအများကြီးဂုံယူပါရှင်ဒီရုပ်ရှင်ကိုကရင်နီပြည်နယ်ဒီမော့ဆို ဖရူဆိုနဲ့ဖားဆောင်မျိုးနယ်တွေအတွင်းမှာ ကရင်နီ တော်လန်ရေးရဲဘော်တွေပါဝင်ပြီး2024ခုနှစ်ကစတင်ရိုက်ကူးထားခဲ့တာပါ။ ဒါလာရမုံငွေကိုကျမတို့ကတရားရခိုင်တော့ပေါ့နော်မြေပြင်ကိုစီးတင်မယ်ခရီနီကိုပဲစီးတင်ပါမယ်ပြီးတော့ပထမကြိမ်လဲကျမတို့ဒီပေါ့နော်အလူငွေကိုခွဲရမ်းချပြီးတော့လူရမ်းငါကိုလဲဇွန်မီတင်နဲ့ပြပြီးသွားပေါ့နော်ဆရာကြီးတော်ပဲဆိုးရရှိရဲနောက်ပြီးတော့တခြားမြေပြင်နဲ့အပိုင်းပိုင်းပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ဒီတပွဲကရရဲ့ပတ်စံကရော မြန်မာဝန်320ပေါ့ဗတ်သသိန်းဝင်းကျင်လောက်ပဲရမယ်ဒါမဲ့တခြားဟိုဒေါ်လာထုတ်ကုန်ပစ္စည်းတွေရှိရဒီလိုမျိုးပြုံးပြုံးလေးအင်ဂျင်လေးတွေပြုံးပြုံးလေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပစ္စည်းတွေ merchandising ပေါ့နော်အဲ့အရာလေးကိုလည်းဒေါ်လာထုတ်ကုန်တွေကိုလည်းဝယ်ယူပြီးတော့လှူဒါန်းတာမျိုးဖြစ်ပို့ပြီးတော့ဒီလှူဒါန်းငွေကစီးတက်နိုင်တာပေါ့နော်အဲ့တော့ဒီတကားတွေက amount amount ငွေကအရင်မများပဲကျွန်တော်တို့စုတီးလိုက်တဲ့ခါကျရင်လုံးရှင်ကား3ကား4ကားစာစုတီးလိုက်ရင်ကျွန်တော်တို့ဒီဒေါ်လာအမြင့်ပြင်ကိုပေါ့နော်ဒီများများလေးလှူဒါန်းပေးနိုင်တယ်ပေါ့နော် ဆန္ဒပြရင်လည်းလမ်းမပေါ်မှာအသက်ပြီးသွားတဲ့ခလေးတွေမှာတပုံကြီးသူတို့အတွက်ကိုကျွန်တော်တို့ကဆက်ကိုလောက်အောင်ဟုတ်ပါရဲ့ခုံယူရတာကျွန်တော်ဒီတော်လိုင်းတောက်လျှောက်လုံးမှာဒါကျွန်တော်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလည်းဘွားရဲ့ဖက်တိုင်တစ်ခုလိုပဲပြောလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ဒီဒီပြီးတော့အမှုပညာနဲ့တော်လန်ရတဲ့အတွက်လည်းဒါဒီပုံပါလေကျွန်တော်တို့ဟိုအရန်ကုန်ယူပြီးပါတယ်ပေါ့နော်ဟုတ် ပြုံးပြုံးလေးရုပ်ရှင်ကို ပြီးခဲ့တဲ့ဩဂုတ်လ၁၀ရက်ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပထမဆုံးပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ၂၃ရက်မှာလည်းဘန်ကောက်မြို့မှာ ပြသအောင်မှာပါ။ဒါ့အပြင်ကနေဒါနိုင်ငံနဲ့ဆွီဒင် နိုင်ငံတို့ပါဝင်နိုင်ငံ၅ခုမှာလည်းထပ်တိုးပြသဖို့စီစဉ်ထားပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါအများကြီးမလုပ်ပေးနိုင်တော့မှာပါ။အနည်းဆုံးတော့အာနာရှင်ရဲ့စစ်ဖက်နဲ့အောက်မှာ ဘယ်တော့မှတူထောင်မှာဒီပီပီရောမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ဂျိုဆမ်ပါရှင်